ရောင်းနှန်းဒေသရဲ့ဆိုးရောက်ဖွဲ့ကဖော်ဆောင်သွားမယ်။ကျောင်းကားစီမံကိန်းလှူဆောင်ချက်တွေပေါ်ကျောင်းသားမိဘတွေကကန့်ကွက်တာတွေရှိနေပါတယ်။ဒီသတင်းကိုတော့စုစုတွဲကပေးပို့ထားပါရဲ့ရှင်။အခုနှစ်တောင်းဖွင့်ရာဒီမှာရောင်းကုန်တိုင်းဒေသကြီးဆိုးရောက်ဖွဲ့ကနေအခြေခံပညာစာတင်ကျောင်းတွေမှာကျောင်းကားတွေနဲ့ကျောင်းကျူပိုးလှူဆောင်ဖို့စီမံကိန်းတစ်ခုကိုအကောင့်ထေပေါ်လှူဆောင်နေပါတယ်။ကျောင်းသားမိဘတွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေမရှိဘဲ တိုင်းဆိုရအနေနဲ့စီမံကိန်းကိုအချိန်တိုအတွင်းမှာအကောင့်ထွေဖို့လှုပ်ဆောင်တဲ့အတွက်အဲ့ဒီလိုလှုပ်ဆောင်ချက်ပေါ့ကြောင်းသားမိဖတချို့ကကန့်ကွက်တာတွေရှိနေပါတယ်ကျမတို့ကိုပိုင်ကားတွေဆိုတာကကနော်အိမ်မှာပဲဟိုကလေးတွေចောင်းပို့လို့ရှင်ចောင်းခွားနဲ့ចောင်းပို့လိုက်လို့ရှင်ကိုပိုင်ကားတွေဆိုတာအိမ်မှာပဲရက်ပြီးတော့တင်းသားမှာမဟုတ်ပါဘူးเนาะအမြဲဟိုကားဆိုတာစီးပုတ်ဝယ်ရတာပါလမ်းပေါ်မှာတော့ထွက်ကြမှာပါเนาะအခုရန်ကုန်တိုင်းမှာပေါ့เนาะဒီ license နေကား license နေပိတ်ထားပြီးမဲ့လည်းပဲနေ license နေအများကြီးမောင်းနေတာရှိနေပါတယ်ဒီနေ license တွေเนาะနေမောင်းနေတဲ့ကားတွေကိုเนาะ ကြီးချုပ်ကြီးနေနဲ့နည်းနည်းလေးကြက်ကြက်မက်မက်ဆောင်ရွက်ပေးစေချင်ပါတယ်။ချက်ချင်းတော့လှုပ်လို့တော့မလွယ်ဘူးတနေဟိုလူကြီးနဲ့မတူဘူးလေကလေးဆိုတာကလေးတွေကိုတော့စမ်းသပ်လို့တော့မကောင်းဘူးပေါ့စမ်းသပ်မယ်ဆိုလို့ရှိရင်လည်းဟိုအခုမဲဆန္ဒကိုအရင်ယူပေါ့ကလေးအမေတွေဒီကြောင်မှဆိုလို့ရှိရင်ဘယ်နည်းရောက်လာလက်ခံလဲလက်မခံဘူးလဲလက်ခံတယ်ဆိုလို့ရှိရင်လက်ခံတဲ့လူတွေအရင်စားလုပ်ကြည့်ကြတိုင်းစိုးရအနေနဲ့ចောင်းကားစီမံကိန်းကိုအကောင့်အထည်ဖော်လုပ်ဆောင်တာဟာចောင်းသားတွေအနေနဲ့မိမိကိုယ်ကိုရည်တည်နိုင်ဖို့နဲ့ရန်ကုန်မြို့ထဲမှာရင်ကျော်ပိတ်ဆို့မှုတွေကိုချော့ချနိုင်ဖို့အတွက် ကျောင်းကားတွေကိုစီစီနာဖြစ်တယ်လို့ဆိုပါတယ်အခုလိုစီမံချက်လှုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီးရန်ကုန်မြို့မှာရှိတဲ့ရှေခံပညာအထက်တန်းကျောင်း20ကျော်မှတာဝန်ရှိသူတွေကိုဧပြီလအတွင်းကတိုင်းဒေသကြီးဆိုရဖွေရုံမှာဝင်ကြီးချုပ်ကတွေ့ဆုံပြီးစီမံကိန်းနဲ့ပတ်သက်တဲ့ဆွေးနွေးမှုတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။ကျောင်းကားတွေကိုပြောင်းလဲရမှာအဆက်သုံးဆင့်နဲ့ပြောင်းလဲတော့မယ်လို့လည်းသိရပါတယ်။ကျောင်းဝင်တဲ့ဂျူမာတီးရဲ့ဒီမှာပုံ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 ဆေးရမယ်ပေါ့။နောက်ပြီးလို့ရှိရင်ဒီအောက်တိုဘာမှာ ီစင်မှာတော့တောက်ကမြအားလုံးကစီးနေနိုင်ဖို့အတွက်စီစဉ်နေလို့ပြောတာကျောင်းသားတွေကိုစီးရဲ့အမှားနဲ့ကျောင်းသားတွေကလုံးလုံးဖိထားဖို့အတွက်ဒီကျောင်းရဲ့အထက်မှာလည်းစီစီတီဗီတက်ပါမယ်ကျောင်းကောင်းမှာလည်းစီစီတီဗီတက်ပါမယ်နောက်ကျောင်းကောင်းမောင်းမင်း driver တွေကျောင်းကြီးနောက်လိုက်အားလုံးကိုဘဝတည်ပြီးတော့ training ပေါ့တင်တယ်နေပို့ချအောင်ပြောရတယ်နောက်ပြီးတော့လည်း သားရေးအတွက်မှာနေစိမ်မှုခင်းဖြစ်ပေါ်မှုတွေရှိနေတဲ့အတွက်ចောင်းသားမိဖတွေအနေနဲ့ចောင်းကားတွေနဲ့ចောင်းကျို့ပို့လှုပ်ဆောင်ရမှာတွေကိုစိတ်မချတာတွေရှိနေကြပါတယ်။မေလ7ရက်နေ့ကရန်ကုန်မြို့ကမာရွတ်မြို့နယ်မှာရှိတဲ့ပညာရေးတက္ကသိုလ်လေးကျင်းចောင်းမှာចောင်းကားစီမံချက်ဖော်ဆောင်မှာနဲ့ပတ်သက်ပြီးကိုပိုင်ကားတွေနဲ့ចောင်းပို့တွေចောင်းသားမိဖတွေနဲ့တွဲဆုံဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ကျမကစုစုတွဲပါ။